အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ရွှေပြောင်းမြမလူသားတွေအတွက်ကျွန်တော်တို့ဒီမိမိလောကမရဘူးဆိုရင်ဘာတွေလုပ်ရမလဲဘလို့ဆက်သွယ်ရမလဲဆိုတာကိုကျွန်တော်အနေနဲ့ဝေမျှပေးသွားတယ်ဒီနေ့မှာတော့ကျွန်တော်တို့ဒီရွှေပြောင်းလူသားတွေအနေနဲ့မိမိလောကမရဘူးဆိုလို့ရှိရင်ဥပမာမိမိအနေနဲ့လောကဘယ်နှလားစာမရလဲဥပမာနှလားစာမရဘူးနှလားမှာနှလားစာမရဘူးဆိုလို့ရှိရင်ဒီမိမိလောကကကျွန်တော်တို့တလားမှာဘယ်နဲ့လောကဘယ်နဲ့ချိန်ထွက်တာလို့မနော်တလောကတလားမှာလောကနှစ်ချိန်ထွက်တယ်တချို့ကြတော့တစ်ကတရနေ့ကနေစပြီး15နေ့မှာတဝက်တက်တယ် ့20ရက်နေ့မှာထွက်တယ်ပေါ့နော်ဆိုတော့25ရက်နေ့မှာထွက်တာတော့ထားပါတော့ဆိုတော့အဲ့လိုဆိုရင်ကျွန်တော်တို့အနေနဲ့စင်းကြလိုအပ်မဲ့ပုံစံလေးကျွန်တော်အနေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်စင်းစရာကတော့ကျွန်တော်ဇာကွက်6ကွက်ဆွဲမယ်နော်ဇာကွက်6ကွက်ဆွဲမယ်ဒီဟာကကျွန်တော်တို့ဥမာကျွန်တော်တရက်ကနေပြီးတော့25ရက်နေ့ထိပေါ့နော်ကျွန်တော်တလာပိုင်းကျွန်တော်တို့ဥမာပေါ့နော်တလာပိုင်းမှာကျွန်တော်တစ်ကနေ25ရက်နေ့ထိကိုကျွန်တော်ဇာကွက်ဆွဲချမယ်ဆွဲချပြီးအဲဆိုရင်ကျွန်တော်တို့ကအဲ့မှာကရက်ဒိတ်တိကြလေးရေးရနော်တရက်တလာ2025နော် ါးလေးကိုကျွန်တော်ရတိကြလေးရေးပြောရဆိုဆရာဆိုပါဆိုပဲဒါပထမဆုံးဆရာကဒုတိယဆရာဟိုဟာနောက်တဲ့ဆရာကတခုမှဆိုရင်ကျွန်တော်တို့ကတနေ့လောကကဘယ်လောက်ရလဲနော်မိမိလောကကဘယ်လောက်ရလဲလက်ရှိနောက်ဆုံးရတဲ့လားလားနော်နောက်ထပ်ကမိမိရနေတဲ့လားလားဒီကျွန်တော်တို့ထိုင်းနိုင်ငံမိမိတုပ်နေတဲ့နေရာရဲ့နော်အ ਨੇ ဆုံးအခြေခံတုပ်အားကထပ်နေလို့မရပါဘူးညာမယ်ဆိုများလို့ရတယ်ဘလို့ရှင်ဥပမာကျွန်တော်ချုံပူလီမှာကျွန်တော်တို့ကအခုအ ਨੇ ဆုံးအခြေခံလောကကတနေ့ကို၄00ဖြစ်နေပြီ တို့တော့ချို့တထေးတွေကကျွန်တော်တို့ကတထေးရလုပ်ငန်းကျွမ်းကျင်မှုရလို့သမားရ180ဖြစ်နေတယ်။ဆိုရင်ကျွန်တော်180ထည့်ရည်မယ်။အကယ်ချို့တထေးရအခုချိန်ကြီးလောကမပေးသေးဘူး။360နဲ့ပဲကိုဖြတ်ထားလို့မယ်ဆိုတော့ကျွန်တော်တို့နေစဉ်းစားလို့မရ400ဆိုက်ရရတော့မယ်နော်။ဆိုတော့400ရရေးပြီးပြီဆိုတော့ကျွန်တော်တို့အချိန်မှုဈေးကိုလာတော့မယ်။အချိန်မှုကြီးကကျွန်တော်က400ကိုကျွန်တော်တို့ကကျွန်တော်တို့400အစား10နဲ့သွားပြီးရင်1.5နဲ့မြောက်မယ်ပေါ့နော်။ ကျတဲ့မှာငါနဲ့မြောက်သွားလို့ရှိရင်ကျွန်တော်ကဘယ်လောက်ရမလဲ။နော်။ဘယ်လောက်ရမလဲ။ဥမာ68ပဲရမှာ80ရမှာ။နော်။တနားတနေ့ကိုလောကလေးရပြီးအချိန်ဖို့တနားယူ88ဆို88ပြီးွားဆိုရင်ကျွန်တော်တိုက်ပြီးမှအချိန်ဖို့9ကြီးပေါ့နော်။9 9ဆိုလို့ရှိရင်တနေ့မှာကျွန်တော်အချိန်ဖို့ဘယ်နှစ်နိုင်စင်းခဲ့ရလဲဥမာဇာကွက်လေးမှာပေါ့နော်။3နိုင်ဆို3နိုင်အောင်မှရေးမယ်။ပြီးွားဆိုရင်ကျွန်တော်က8ပြီးမှမှထပ်ပြီးတော့နောက်တစ်ကွက်မှာကြတော့ အချိန်ကိုစုစုပေါင်းရင်တော့အချိန်ကိုကြီးပဲကြေးကြီးပဲဘလောက်လဲဥမာ3နိုင်ဆင်းနေဆိုဘလောက်ရလဲပေါ့နော်နော်250ရ250 160ရ160ဆိုတော့အဲ့လိုဒီရေးမယ်ပြီးသွားဆိုရင်အတရက်တာဇာမှာပဲနော်အပေါ်ဆိုတောက်ဆုံးွက်မှာမိမိနေစားကရေနော်ပြီးမိမိအဲ့နေ့မှာဆင်းခဲ့တဲ့အချိန်ကိုကြီးစုစုပေါင်းရင်နှစ်ခုလုံးပေါင်းပြီးတော့တနေ့မှာဘလောက်ရလဲအဲ့လိုမျိုးပေါ့ဇာကွက်တစ်ခုချင်းချင်းမှာကျွန်တော်တို့က15ရက်ဇာဇာကွက်တစ်ခုချင်းချင်းမှာကျွန်တော်အဲ့လိုမျိုးကြီးရမယ် ရေးပွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကခုမှကျွန်တော်နှစ်လကာရမယ်ဆိုရင်၄ပတ်စာရေးရမှာပေါ့နော်၄ဝိစာရေးရမယ်အဲ့ဒါကိုစဉ်းစားကြချလုပ်ရမယ်ပြီးရင်နောက်ပိတ်ဆုံးကျွန်တော်တို့ဒီနောက်ဆုံးလာမှာပေါ့နော်နောက်ဆုံးလာမှာဆိုရင်ကျွန်တော်ပြီးွားဆိုလို့ရှိရင်ကျွန်တော်အဲ့နှစ်လစာလုံးမှာမှာချိန်ပိုကြီးရစုစုပေါင်းဘလောက်လဲနော်ပြီးရင်မိမိလောကစုစုပေါင်းဘလောက်လဲဆိုတာကိုစဉ်းကိုကြချုပ်မယ်ကြချုပ်ဘူးကအဲ့ပေါင်းကိုပြန်ပေါင်းအောင်နော်ပြန်ပေါင်းအောင်အဲ့ဒါကိုကျွန်တော်စာရွက်နဲ့တည်တည်ချာချာကြီးရေးပါ နော်မရေးတက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီရေးတက်တဲ့လူတွေအကူအညီတောင်းပြီးတော့တိတ်ချလေးရေးပုံနော်ဒါကတော့ကျွန်တော်မိမိဘစင်းစရာလောက်ရမယ်အကြောင်းအရာလေးပါနော်ဟုတ်ကဲ့ဟုတ်ကဲ့မိမိဘကစင်းစရာလောက်ဘူးပါဆိုရင်ကျွန်တော်နောက်ဆင်းအနေနဲ့ကျွန်တော်တို့ကဘသူ့ကိုတိုင်းပါလဲနော်မိမိတစ်ထည့်ကိုတိုင်းမယ်ဆိုလို့ရှိရင်ဥပမာကျွန်တော်ကစိတ်ယုံစိတ်ယုံဆိုလို့ရှိရင်တော့ကျွန်တော်တို့ကစိတ်ယုံရဲ့အထည့်ရဲ့ပတ်ပုံတွေကျွန်တော်ဘယ်လိုယူလဲယူလို့မလွယ်ဘူးနော်ဆိုတော့စိတ်ယုံဆိုလို့ရှိရင်ကျွန်တော်ကစိတ်ယုံရဲ့ကျွန်တော်တို့ရဲ့ စိုက်ပုတ်ရှိမယ်နော်မိမိတထေးရဲ့စိုက်ရုံရဲ့စိုက်ပုတ်ရှိမယ်စိုက်ပုတ်ကိုကျွန်တော်ကလိပ်စာပါတယ်အဲ့စိုက်ရုံမှာနော်ဒါဆိုတော့လိပ်စာပါတယ်တချို့သောဟာတွေကလိပ်စာမပါဘူးမပါတဲ့ကိစ္စမျိုးစိုက်ရုံဝင်ပဲရိုက်ခဲ့လိုက်ပြီးမိမိရဲ့ဒီ location ပေါ့နော်ဒီစိုက်ရုံရဲ့ location ကိုကျွန်တော်တို့တိကျယူထားပါပြီးပြီးမိမိရဲ့လမ်းထိပ်ကလမ်းဆွဲမှာပေါ့နော် ဲ့လမ်းဆွဲလေးကိုဓာတ်ပုံလေးတခြားလေးလိုက်ထားတယ်ဒါတော့ကျွန်တော်အများအလွယ်ကူဆုံးလုပ်လို့ရတဲ့မျိုးကိုကျွန်တော်ပြောပြတာပါနော်အဲ့လိုလေးလှူထားပြလိုက်ဆိုရင်ဒါမိမိတစ်သေးဘက်ကချက်လိုက်လဲကုန်ပြီနောက်တစ်ခုအနေနဲ့မိမိအနေနဲ့ဒီဆက်ယုံမှာနော်ဒီဆက်ယုံမှာကျွန်တော်ကအလုတ်တမမှန်ငန်းချောင်းဆိုတာပါရှိလေပေါ့ရှိတဲ့မြတ်တက်တွေအကုန်ပြောလဲကျိုးဆိုရင်ကျွန်တော်တို့ဒီဝန်ထမ်းကတ်တွေရှိတယ်ပေါ့နော်ဝန်ထမ်းကတ်တွေဆိုဝန်ထမ်းကတ်ကြီးရှိမယ်ကျိုးကြတော့ကျွန်တော်ကဒီ ဒီလုံးဝင်တဲ့ချိန်မှာကျွန်တော်တို့ကလေးထိုးပြီးဝင်လာရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေလည်းလိုအပ်တယ်ရှိသမျှအချက်လက်ကျွန်တော်တို့အကုန်လိုအပ်ပါတယ်နော်နော်ရှိသမျှအချက်လက်အကုန်လိုအပ်တယ်ပြီးွားဆိုရင်ကျွန်တော်တို့ကနံပါတ်3ချက်နေတယ်ကျွန်တော်တို့ကဒီဘမလုံးအောင်လဲဆိုကျွန်တော်ကျွန်တော်တို့နေတဲ့မြို့နယ်ပေါ့နော်ကျွန်တော်နေတဲ့မြို့နယ်ဆဝါဒီကန်ရုံးပေါ့နော်ဆဝါဒီကန်ရုံးမှာကျွန်တော်တို့ကသွားပြီးတော့တိုင်ကြားလို့ရပါတယ်ဗျ တော်တော်များများစွာဒီကနေ့ကတော်တော်များများမှာမြန်မာစကားပြန်နေရှိတယ်မြန်မာစကားပြန်နေရှိရတော့ဘာမှအခက်ခဲတော့မရှိဘူးပေါ့နော်ဒါပေမဲ့မိမိအနေနဲ့လိုအပ်တာတွေကတော့မိမိတစ်ထေးရဲ့အချက်လက်တွေခုနကျွန်တော်ပြောတဲ့အရာလိုသလိုမိမိရဲ့ passport တွေဝက်ပါမစ်တွေအကုန်ယူအားဖို့လိုအပ်ပါတယ်ဗျနော်ဟုတ်ကဲ့ပါဒါလေးကတော့ကျွန်တော်တို့ဒီရွှေပြောင်းမြန်မာတွေအတွက်ကျွန်တော်တို့အများကြီးလဲအကျိုးဝင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဗျကျေးဇူးတင်ပါတယ်ဗျ